ြင်ဆုံးဖြစ်တဲ့အိုလံပစ်ကိုသွားကစားတယ်။အိုလံပစ်ကိုသွားကစားတဲ့အချိန်မှာအိုလံပစ်အဲ့ဒီသွားဖို့တဲ့ခြေစစ်ပွဲကကျွန်တော်အောက်ဆောင်မှာလုပ်တယ်။မမရအင်ဒိုနီးရှားတို့အစ်စတွေတို့ကပါတယ်။ဆိုတော့ကျွန်တော်မရသွားတော့ကျွန်တော်ကြောင်းပေါ့နော်။ကိုရတယ်ကိုနှုတ်ကိုရတယ်။အင်ဒိုနီးရှားကွန်လီဖိုင်းဖြစ်တယ်ပေါ့။အဲ့တော့ဘာဖြစ်ဖြစ်ငါရဘူးတယ်။ငါကွန်လီဖိုင်းပြငါနိုင်ငံပြငါကိုယ်တိုင်လုပ်ခဲ့အတင်းကောင်းလို့တော့မှန်တယ်။ဆိုတော့ကိုယ့်ရဲ့အားလေးနဲ့အဆုံးပြရသွားတာလေးပေါ့။အဲ့ဒါမျိုးတွေအတွက်လည်း မှတ်ရတာတော့အဲ့ဒီအရာလေးပဲ။ဘာလို့ဆိုကျွန်တော်တို့အစင်လာရှိပြီးသားခုခုကလေးတွေလည်းအရေးချင်းမသေးဘူးပြရှိတယ်။ဒါပေမဲ့အဲ့လိုမိမှလမ်းမှလေးပဲ။ကျွန်တော်နိုင်ငံခြားနီးပြားဆိုင်နေလက်ဖူးတယ်။ဒါပေမဲ့သူတို့လုပ်ငန်းတွေကျွန်တော်ဝင်ပါပါဘူး။အတင်းနဲ့သို့တော့ကျွန်တော်ဘာကူညီပေးလဲဆိုတော့ဥမာကိုယ်နဲ့ကစားမဲ့အပေါ်နဲ့အသင်းကိုလိုက်ကြည့်ပြီးတော့လိုက်ပြီးသူ့ရဲ့အားနဲ့ကြအားသာကြအောင်ရှားတယ်။ဒါပြီးနီးပြားလေးထဲကိုထည့်ပေး။တိတ်ကျဉ်းသူတွေဟုတ်ကဲ့သူတို့ကိုယ်တိုင်မကြည့်နိုင်ဘူးလေဟုတ်ကဲ့တော့တိတ်ကြည့်လို့ဆိုရင်အဲ့ဒါမျိုးတော့နီးနေတော့ကျွန်တော်က ဒီလိုနိုင်ငံညာရောက်တဲ့ခါတိုင်းကျွန်တော်ကူညီတယ်။တိုးတော့ဒီအသင်းကိုထပ်ထပ်ဝင်လုပ်ပေးပါဆိုလို့မလုပ်ပေးနိုင်တော့။ဆိုတော့အားရမျိုးတွေတော့ရှိပါတယ်။တခုပြောရရင်တော့ကျွန်တော်တို့အတိမတ်ပြုတယ်ပေါ့နော်။အမတ်ဒီအတိမတ်ပြုတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဒါနဲ့တင်တဲ့တိုင်းလည်းအုံရာကြီးရဟုဆိုတော့အများအားလုပ်ပါလေ။ဟိုဒီလိုနှစ်ပြည့်မှမဟုတ်ပါဘူး။ကြားရဲပါညာဆိုလည်းသူခက်ခဲရှိလို့ရှိရင်ကျွန်တော်ကစားသမားဟောင်းနေအများအားကူညီတယ်။လူလေးမသိအကုန်လုံးကူညီတယ်။ဒါမှမဟုတ်လည်းကျွန်တော်တို့က ဘလုံးပေါ်ချုပ်ကနေပြီးတော့မှတခိုင်ကြတောင်းပေးလာရင်ကျွန်တော်ဝိုင်းကူပြီးတော့အလုပ်ပေးကြတယ်အလုပ်ပေးကြရဆိုတော့အင်မတန်ကျွန်တော်ကကစားဟိုဘလည်းစိတ်ပါလို့ကစားကုန်းနဲ့ဝင်လာတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလက်ရှိပါတယ်ကိုကသနာပါတဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်လက်ရှိပါတယ်တန်လဲကြမ်းပါတယ်ပေါ့လေဒါမှမဟုတ်လည်းလုပ်နေရင်လည်းအချိန်တော့ဟိုဥဒ္ဒေတော်လည်းပြောပါတယ်ခိုင်မှာကျွန်တော်ကူညီပေးပါမယ်လို့ပြောတယ် ဒါပေမဲ့သူတို့ကလည်းငဲ့ညာသောအဖြစ်ဝေးရတယ်မလွတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးနေပါတယ်ဒါပေမဲ့ဘောလုံးပေါ်ကျုပ်နဲ့ပတ်သက်လာရင်တော့အခုညီဖို့ဆင်းနေမှာဟိုလောလောဆယ်ကတော့တရားဝင်ကတော့စီကနေနေရင်ပဲပေါ့ဥတေအောင်လည်းကျွန်တော်လည်းဥတေအောင်စီကနေနေဥက္ကလာကျွန်တော်အပိယုက္ကလာအဆင်ပြေပါတယ်ကျွန်တော်ဟုတ်ကဲ့အဲ့တော့အားတဲ့ခါကျုံတဲ့ခါတော့ကိုင်းလေးပါပြီးသွားကြည့်တယ်ပေါ့ဟုတ်ရေးကြည့်တာက လွဲရင်တီဗီကပဲကြည့်တယ်ဒါပေမဲ့တိတ်ပြီးတော့ပြီးရပဲမင်္ဂလိ qualify ပွဲဆိုတော့ကျွန်တော်လာပါတယ် လာပြီးတော့ဘာဖြစ်ဖြစ်ပါဒီလူကြီးတွေလာပြီးတော့ဒီကစားသမားတွေအပိတ်တာကျတော့အပိတ်စကားပြောပြတယ်ဒီချိန်မှာတော့ဘာမှပြပြလို့မရဘူးဟုတ်ကဲ့သူတို့အားရှိရှိကစားဖို့ပဲလိုတဲ့ခါကျတော့ညီတို့ဘာလို့ဘာလို့လာပြီးတော့ပြောတော့မဟုတ်ဘူးနော်အပိတ်တာနောက်မှတို့ရှိတယ်သူကစားသမားတွေကကိုယ်နိုင်ငံတွေဘလို့လုပ်ရဲဆိုတော့လောက်ပြကြတာသမ်းဆိုပြီးတော့အပိတ်တာပေါ့နော်အဲ့လိုမျိုးတော့လုပ်ပဲလုပ်လျက်ပါပဲဒီအားကစားဆိုတာကဒီဇိုင်းမမလုံနေမှတော့ရတယ်ဒီဇိုင်းမမလုံနေအောင်လဲကျွန်내အဖွဲ့စည်းတွေကကူညီနေတယ်ပေါ့နော် တော့ကစားသမားလေးတွေကလည်းပျော်တာပျော်တာပဲအလုံးလုံးတဲ့ချိန်အလုံးလုံးတဲ့ချိန်လုံးလုံးပျော်တဲ့ချိန်ပျော်ပါဒါလေးတော့သူတို့ခွဲခြားသိဖို့လိုတယ်ပေါ့နောက်တစ်ချက်ကြတာအပျော်မလုံဖို့ပေါ့အပျော်မလုံလို့ဆိုတာအဓိကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကစားသမားဆိုတာခွန်အားကိုဥသာပေးပြီးကစားရတဲ့ခါကျတော့ဒီခွန်အားကိုထိခိုက်စေမဲ့တာဥပမာသူတို့ဆိုပြောတယ်အေးရေးပြတယ်ဆိုမရတော့တာဘယ်လိုပဲဖြစ်ခဏပဲပဲကစားနေတယ်နော်အေးလည်းပြတ်မခံနဲ့ပုံမှန်အေးပုံမှန်စားပေါ့ဒါလေးမှန်မှန်လုပ်ရင် မတို့ကစားသမားတွေကညံရှိပြီးသားပါအားစမှာမမလူမျိုးအောက်တယ်မဟုတ်ဘူးအဲ့တော့ဒီညံလေးနဲ့ကစားလို့ရတယ်လို့ပြောပြရတယ်ဝိုင်းဝန်းဖို့တော့လူတယ်ဟုတ်ကဲ့ဝိုင်းပေးဖို့တော့လူတယ်ဝိုင်းပေးဖို့လူတော့ခါကြတော့ဘောင်းဆိုကျွန်တော်တို့အစင်လာရှိပြီးသားခုခုကလေးတွေလည်းအရေးချင်းမသေးဘူးပြရှိတယ်ဒါပေမဲ့အဲ့လိုဒီမှလမ်းမှလေးနဲ့ကျွန်တော်နိုင်ငံခြားနှိပြဆိုင်နဲ့လက်ဖူးတယ်ဒါပေမဲ့သူတို့လုပ်ငန်းတွေကိုကျွန်တော်ဝန်ပါပါဘူးအတင်းနဲ့သို့တော့ကျွန်တော်ဘာကူညီပေးလဲဆိုတော့ဥပမာကိုယ်နဲ့ကစားမဲ့အပေါ်နဲ့အသင်းကို လိုက်ကြည့်ပြီးတော့လိုက်ပြီးသူ့ရဲ့အားနဲ့ကြအားသာကြရှာတယ်။ဆက်ပြီးနိပြလက်ထဲကိုထည့်ပေး။တိတ်ကျေးဇူးတည်။ဟုတ်ကဲ့။သူတို့ကိုယ်တိုင်မကြည့်နိုင်ဘူးလေ။တိတ်ကျေးဇူးတည်။အဲ့ရမျိုးတော့နီးနေတော့ကျွန်တော်ကဒီလိုနိုင်ငံညရောက်တဲ့ခါတိုင်းကျွန်တော်ကူညီတယ်။တော်တော်ဒီအသင်းကိုထပ်ထပ်ဝင်လုပ်ပေးပါဆိုလို့မလုပ်ပေးနိုင်တော့။ဟုတ်ကဲ့။အဲ့ရမျိုးတွေတော့ရှိပါတယ်။ဟုတ်ကဲ့။အဲ့ဒီလိုကတော့တကယ်ကျွန်တော်ရဲ့ကန်နယ်ဝင်ကလာမကြီးတယောက်နေတက်မဲ့ခရရပြည့်ကျက်တယ်။အဲ့တော့ဘလောက်ထိကိုယ်ကိုပုံယူမိတယ်ဗျ။ဟာဟုတ်တယ်ဂုံယူပါတယ်ကျွန်တော်တို့ကကျွန်တော်ဟို ပြောပြပါတယ်အခုဆိုရင်ကျွန်တော်အင်းကျွန်တော်တို့တိုက်ခန်းနေနေရတာပေါ့ကိုတိုက်တဲ့အတွက်ကိုချံဝင်ကိုတိုက်တဲ့အတွက်ကိုတို့လေးလေးသားသားလူတွေကားပေါ့အဲကြောင့်ဒါငါကစားခဲ့တော့ကောင်းအောင်ကစားခဲ့လို့ဘာဖြစ်ဖြစ်သိချမ်းသာတယ်လေဘာဖြစ်ဖြစ်ခက်ခဲလေးမရှိဘူးကိုကြီးမဲ့လူရှိတယ်အဲဒါကြောင့်ပြောတာကိုကလည်းကောင်းအောင်သာလို့နော်ကောင်းအောင်လုပ်လို့ရှိရင်ပမာလူမျိုးကကောင်းတာပဲပြန်လာမှာအဲကြောင့်အကောင်းဆုံးကဖြစ်အောင်ကစားအကောင်းဆုံးဖြစ်အောင်သားမှလေး ဒီဘောနိုင်ရမယ်ဘူးလောမှာအမမခံနိုင်ဘူးလေတော်တော်နိုင်အောင်ကစားမယ်ဆိုရင်စိတ်ထားကစားတာနဲ့ဘူတရားကြီးကစားတယ်အတိတ်တိုင်းပါဟုတ်ကဲ့အဲ့စိတ်လေးထားကစားကြပါနမကြီးတူးချင်းလဲတူတူပဲကိုဆရာတင်ပေးစောင်းနဲ့လဲမပြည့်စုံဘူးပြကိုပေါကူလဲအလိုလိုပါကိုအောင်လိုလားဆိုအဖို့လိုလိုပါပြီတော့သာလားမသိဘူးဇောင်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြင်းဒီကုန်းတော့ကစားပြီးတော့လူကြီးတွေကားပေါ်ချပြီးတော့ကားကြီးနဲ့လာတယ်ဆင်းပြေးသူပြအဲ့လိုထားကြတယ်အဲ့လဲအပြိုင်ဆိုင်လို့ပြစိတ်ကြပါစိတ်တာဒါအဖို့လीအဖို့လောက်တာလीဆိုတော့အဲ့လိုမျိုးစိတ်တာပြင်းလို့လဲ ကွင်းနေရောက်ရင်ဟိုနိုင်မခံချုံမပေးဆိုတော့အဲ့မြင်ခဲ့ရတာတော့အဲ့တုန်းကပဲမြင်ခဲ့ရတယ်ပေါ့တော့တောင်းပေါ်လဲတို့ပမာလူမျိုးကဒါလည်းအနိုင်မခံဆုံးဖြစ်တဲ့စိတ်သက်ကလေးဝေယောင်မင်းလောက်ကြပါကွာကျွန်တော်လည်းကစားတာကစားနေုံနဲ့မရဘူးကျွန်တော်ပြောပါအဲ့ဒါမတူတဲ့ဟာလေးတွေပြောပြတာပါကျွန်တော်တို့ကျွန်တော်တို့ခင်မှာအမြင့်ဆုံးဖြစ်တဲ့အိုလံပစ်ကိုသွားကစားအိုလံပစ်ကိုသွားကစားတဲ့အချိန်မှာအိုလံပစ်အဲ့ဒီသွားဖို့တဲ့ခြေစစ်ဖို့ကကျွန်တော်အောက်ဆောင်မှာလုပ်တယ်မမရအင်ဒိုနီးရှားရဲ့အစ်စတွေးတို့ကပါတယ်ဆိုတော့ ကျွန်တော်မရသွားတော့ကျွန်တော်ကြောင်းပေါ့နော်ကိုရတယ်ကိုနှုတ်ကိုရတယ်အင်ဒိုနီးရှားပထမပိုင်းမှာဒီဘက်ကဖန်သာဘလဘက်ကကိုအလေလောက်ကနေကန်လားဘယ်နဲ့ကန်လားကိုဝင်သွားတယ်နောက်ဒုတိယပိုင်းမှာဟိုဘောင်ဘက်ကိုအလေလောက်ကပဲညာနဲ့ကန်တာကိုဝင်သွားအဲ့နှုတ်ကိုနဲ့ကွာလီဖိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ငါရဘူးတယ်ငါကွာလီဖိုင်းပြငါနိုင်ငံပြငါပိုတယ်လုပ်ခဲ့အတင်းကောင်းလို့တော့မှန်တယ်တော်တော်ကိုယ့်ရဲ့အားလေးနဲ့အဆုံးပြရသွားတာလေးပေါ့အဲ့ဒါမျိုးတွေအတွက်လည်း မှတ်ရတာတော့အဲ့ဒီအရာလေးပဲသတိရပါတယ်ပြိတ္တတွေကိုကျွန်တော်ဘလုံးပြိတ္တကဘလုံးပဲဖြစ်ဖြစ်အင်မတန်အားကောင်းလဲဝါသနာပါကြတယ်အင်မတန်လဲအားပေးရတယ်ကျွန်တော်မိန်းကလေးပေါ်လာကြည့်တယ်ဒီမှာသူ့နာကွင်းပြေးချမ်းပဲပြီးရင်တော့ဘလုံးမပြီးအောင်မထောင်းနဲ့မြန်မြန်ပြေးရတယ်ကတ်ထွက်လို့မရဘူးဆိုလို့အဲ့အဲ့လိုမျိုးဆိုလို့အားပေးတာတော့ပြိတ္တတွေတော့အားပေးလဲပါအားပေးပါတဲ့တစ်ချိန်ညဖြစ်လာမှာပါတဲ့ဒီကလေးတွေလည်းခုတဖြည်းနဲ့ဒီစိတ်ဓာတ်ကရင်ခံပြီးတော့ခင်မီတဲ့ဆရာတွေလည်းခေါ်ထားတယ်ခင်မီတဲ့လေ့ကျင့်ကားနေလည်း လုံနေကြပါပြီလို့ဒါပေမဲ့အောင်မြင်ဖို့ဆိုတာကအပိမို့လေလုံသေးတယ်နော်ကိုယ်တိုင်ကစားနေလို့မရအပိလို့လူရှိမှဖြစ်တာအဲ့တော့အောင်မြင်မှုတွေရအောင်အရင်လုံးအောင်မြင်ပြီးတော့ဝိုင်းပြီးတော့အပိကြပါအောင်လို့ယောက်ျားလေးမိန်းကလေးတွေခွဲထားပါမယ်လို့ကိုယ်နိုင်ငံအသင်းမှာဖြစ်တယ်